อืมแม่มาတော့အကြောင်းဆိုတဲ့ခေါင်းစဉ်ကြီးနဲ့ဆိုတကယ်ကိုနဲ့ဆိုင်တဲ့အကြောင်းပါပဲဒါပေမဲ့ဒီတစ်ခါတော့ကျွန်တော်ပြောပြချင်တာကမိန်ကလေးတယောက်ရဲ့စိတ်ထဲမှာတကယ်တန်ဖိုးထားတဲ့ယောက်ျားလေးဆိုတာဘယ်လိုမျိုးလဲဆိုတဲ့အကြောင်းပါပထမဆုံးအချက်ကဂယုစိုက်တတ်ဖို့ပါဂယုစိုက်တယ်ဆိုတာဈေးဝယ်ပေးတာလက်ဆောင်ပေးတာတွေထပ်ပို့ပါတယ်ဒူမပြောပြခင်ဒီကဒူမရဲ့လော်အချက်ကိုတိတက်တာဒူမနေမကောင်းရင်ဈေးမှာပေးတာပူပန်နေရင်စကားနားထောင်ပေးတာ ဒါမျိုးလေးတွေကပိုအရေးကြီးတယ်။ရိုင်းပြတဲ့စကားကိုရှောင်းမှမိန်ကလေးတိုင်းကသူ့ရဲ့ခံစားချက်ကိုနားလည်ပေးမဲ့သူနူးညံ့စွာဆက်ဆံတတ်မဲ့သူကိုကြိုက်ကြတယ်။မလို့အပ်ပဲဆဲဆိုတာရိုင်းပြတဲ့ဟာတာလို့တာ သူမရဲ့ပုံတရံကိုဝေးဖန်တာမျိုးကသူမရဲ့နှလုံးသားထဲကတင့်ကိုချက်ချင်းဖယ်ထုတ်လိုက်နိုင်တယ်။သူမရဲ့အီမက်ထရီကိုမျှဝေပါ။မိန်ကလေးတိုင်းမှာအီမက်ထရီရှိတယ်။ကိုကသူမရဲ့အီမက်ထရီကိုအားပေးမဲ့သူ အတူလက်တွေအကောင့်ထဲပေါ်ပြီးမဲ့သူဖြစ်ဖို့လိုတယ်။မိမလုံနိုင်ဘူးတာအလကားပဲဆိုတဲ့စကားထက်ငါကူညီမယ်ဆိုတဲ့စကားကပိုတန်ဖိုးရှိတယ်။ယုံကြည်မှုပေးပါ။မိန်းကလေးတွေဟာတင့်ကိုယုံကြည်ရမယ်ဆိုရင်တင့်အထက်အရာလုံးကိုပေးစာကြရတယ်။ဒါကြောင့်တင့်ရဲ့လောရက်တိုင်းစကားတိုင်းမှာတည်ကြည်မှုရှိပါစေ။အခြားမိန်းကလေးတွေနဲ့မလို့အပ်ဘဲယင်းနီနာမျိုးလိန်ညာလာမျိုးကသူမရဲ့ယုံကြည်မှုကိုချက်ချင်းချွတ်ဖြတ်လိုက်နိုင်တယ်။သူမရဲ့အာသာချက်တွေကိုမှင့်တင်ပေးပါ။ ကိုကိုကိုချစ်အောင်လုပ်တာထားသူမကိုကိုချစ်တအောင်လုပ်တာကပိုအရေးကြီးတယ်။သူမရဲ့အရေးအချွင်းတွေကိုအတိအမှပေးပါကြီးမားမှပုံမတော့ပါဖို့အခွင့်ရေးပေးပါ။နှုတ်ဆုံးနေနဲ့မင်းလေးကြောက်ရဲ့နှလုံးသားဆွအားဒိငွေတဲ့အရာပါ။အတင်းအကျရယူလို့မရဘူး။ဂယုဆိုင်မှု နားလည်မှု ရိုတည်မှုနဲ့ယုံကြည်မှုဆိုတဲ့ချိတ်ဆက်မှုတွေနဲ့သာဖွဲ့လင်းနိုင်တာပါ။ဒီကြလေတွေကအခြေခံကြတဲ့အချက်တွေပါပဲတကယ်တမ်းကတော့မင်းကလေးတယောက်ချင်းစီမှာ ထူးခြားတဲ့စံတတွေလိုအပ်ချက်တွေရှိတယ်။ဒါကြောင့်ဒူမကိုတကယ်နားလည်အောင်စူးစမ်းပါ။ဒီဗီဒီယိုလေးကို like လုပ်ခင်ကျေးဇူးတင်ပါတယ်။ကိုယ့်ရဲ့အမြင်လေးတွေကိုလည်း comment မှာရေးခဲ့ပါနော်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။